ဘုန်းကြီးတို့တွေအတိတ်ကကုသကောင်းမှုရှိခဲ့တဲ့အတွက်ကြောင့်အခုလူ့ဘဝရရှိပြီးတော့လာကြတယ်အမတ်တမဲ့မနေသင့်ကြဘူးလူ့ဘဝရရဲဆိုတာအတိတ်ကကုသကောင်းမှုရဲ့အကျိုးအနေနဲ့ရလာတာဖြစ်တယ်ကုသကောင်းမှုရဲ့အကျိုးကိုခံစားပြီးတော့အတိတ်ကိုမေ့ပြီးတော့ထားမယ်ကုသတရားကိုမေ့ပြီးတော့ထားမယ်ဆိုရင် ဒီကုသကံစွမ်းအားတွေဟာတနေ့ကျတော့ဂုံသွားမှာနောက်ထပ်ထပ်မဖြည့်ဘူးဆိုရင် ကုသကံစွမ်းအားတွေဂုံသွားပြီးတော့နောက်ဆုံးမှာကုသတွေအချိန်ဂုံတဲ့အခါမှာဖြစ်လာမှာကတော့အကုသတွေပဲကုသကတားဆီးထားတဲ့အတွက်ကြောင့်အကုသတွေကအကျိုးမပေးနိုင်ဘူးဆိုပါစို့အဝိတ္တမပူပြင်းတဲ့အရာဒီမှာ ပူပြင်းတဲ့နေရောင်ကိုတစ်ပင်ကနေပြီးတော့တားဆီးပေးထားသည့်အတွက်ကြောင့်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်အေးမြအဲ့ဒီတစ်ပင်ကြီးမရှိတော့ဘူးဆိုလို့ရှိရင်အပူခံရမှာအဲ့ဒါလိုပဲကုသိုလ်ကကုံသွားပြီဆိုလို့ရှိရင် အကုသိုလ်ဆိုတာတွေရောက်လာရောက်လာပြီဆိုရင်ဆင်းရဲဒုက္ခတွေခြုံနှံ့ကြတယ်